မြောက်ရီမြို့နယ်ကြားဖြန့်လုပ်ငန်းတွေကပါကစ္စတန်နိုင်ငံသား16ဦးကိုမဲဆောက်ဖက်ချမ်းစီလွှဲပြောင်းပေးလိုက်ပါတယ်။နောက်ထပ်လည်းကြားဖြန့်အယောက်20ကိုဖမ်းမိထားတယ်လို့စစ်ကောင်စီသတင်းစာမှာကြေညာထားပါတယ်။ဒီသတင်းကိုမောင်တူးပြပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဂျွန်လ16ရက်နေ့ကမြောက်ရီမြို့မှာဖမ်းဆီးထားတဲ့ကြားဖြန့်ဝန်ထမ်းပါကစ္စတန်နိုင်ငံသား16ဦးကိုမဲဆောက်မြောက်ရီချစ်ကြည်ရတာအမှတ်နှစ်ကနေပြန်ပို့လိုက်တာပါ။ BGF တာဝန်ရှိသူတွေကလည်းထိုင်းနိုင်ငံပါဝင်နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နေပြီလို့ဆိုပါတယ်။ဟုတ်တယ်လက်ရှိအဲဒီကြားဖြတ်နေနေပတ်သက်ပြီးတော့ကျွန်တော်တို့အနည်းဆက်ဆုံးကျွန်တော်အိမ်ကြီးချင်းထိုင်းနိုင်ငံအဲအထိုင်းနိုင်ငံเนาะထိုင်းနိုင်ငံပြည်မြေကြီးထိုင်းနိုင်ငံအစိုးရထိုင်းနိုင်ငံပြည်သူပြည်သားတွေတကွာကျွန်တော်တရုတ်နိုင်ငံဟုတ်လားနိုင်ငံအစိုးရတကွာတရုတ်နိုင်ငံပြည်သူပြည်သားတွေမှာတကွာလုံးကရှိတဲ့ပြည်သူအားလုံးကိုကျွန်တော်တို့အားလုံးနဲ့လက်သွဲပြီးတော့ဒီကြားပြတ်နေနေကိုကျွန်တော်တို့အချိန်ဟုန်နဲ့ဆောင်ရွက်နေပါတယ်လို့ပြောချင်ပါတော့ကဲ့ အခုလိုပြန်လည်လွှဲပြောင်းပေးနေချိန်မှာပဲနောက်ထပ်ကြားပြန့်ဝန်ထမ်းနိုင်ငံသားအယောက်20ထပ်မံဖမ်းမိကြောင်းစစ်ကောင်စီသတင်းမှာဖော်ပြထားပါတယ်ဒီထဲမှာဖိလစ်ပိုင်က12ဦးတရုတ်က9ဦးနီပေါ်နိုင်ငံသား3ဦးနဲ့အင်ဒိုနီးရှားသား2ဦးတို့ဖြစ်ကြတယ်လို့ဆိုပါတယ်အာဒီကြပ်ပြန်းကတော့ပျောက်သွားမှာပျောက်သွားမှာတော့မဟုတ်ဘူးဗောဒါပေမဲ့အခုလိုမျိုးဖမ်းပေးနိုင်ဖမ်းနိုင်နိုင်ဆိုတာကတော့ဒါကောင်းတဲ့လက္ခဏာပါပဲ ီလိုလုပ်ပြတာကတော့ဒါတန်တလက်နက်ကိုင်းနေနေနဲ့ဒါပုံရိပ်တစ်ခုတက်လာတဲ့အနေအထားမှာတော့ရှိတာပေါ့မြောက်ရီမြို့မှာ BGF ကကြားဖြန့်ကိုစတင်နှိမ်နင်းခဲ့တဲ့2025ဖေဖော်ဝါရီလဆန်းကစဂျွန်လ16ရက်နေ့အထိ

Bye. I also go? <laughs>